မင်္ဂလာပါကျွန်တော်ဒီနေ့အကြောင်းအရာကိုမပြောခင်မှာကျွန်တော်မိကုံးလေးတစ်ခုမေးခြင်းနဲ့အဲမိကုံးလေးကိုတေချာစဉ်းစားပြီးတော့ရိုးသားသားဖြည့်ကြည့်စေခြင်းနဲ့မိကုံးကတိတ်မခတ်ပါဘူးနောက်ဆုံးကိုကူကိုအရန်ပျော်ရွှင်ရတယ်လို့ခံစားရတဲ့အချိန်နောက်ဆုံးဘယ်တော့မှလည်းပြီးပြီးဝါအိဆက်ခဲ့ရပြီးတော့နောက်နေ့မနေ့နိုးလာတဲ့ခါမှာကြီးကြီးလင်းလင်းရွှင်ရွှင်ပြပြနဲ့နိုးထခဲ့ရတဲ့အချိန်ကနောက်ဆုံးဘယ်တော့မှလည်းကိုကူအရန်ကျဉ်နေပြီးတော့ငါ့ဘဝပျော်စရာကောင်းလိုက်တာလို့ခံစားခဲ့ရတဲ့အချိန်ကနောက်ဆုံးကဘယ်တော့မှလည်းဒီမိကုံးလေးကို သေချာစဉ်းစားပြီးတော့ရိုးသားသားလေးဖြည့်ကြည့်ပေးသင့်တယ်ကျွန်တော်အတွက်ဆိုရင်တော့အဲ့ဒါကတော်တော်ကြာခဲ့ပြီဘယ်တော့မှနောက်ဆုံးကျွန်တော်ပျော်ပျော်ရွှင်ရွှင်ရှိခဲ့လဲဆိုတော့ကို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 စဉ်းစားလို့မရတော့ဘူးဘယ်တော့မှနောက်ဆုံးအရာဝင်သွားတဲ့အချိန်မှာအေးစိအလုံးဝဟိုပေါ့စိတ်ညစ်စရာတွေမစဉ်းစားရဘဲနဲ့အေးတတပျော်ရွှင်ပျော်ပျော်ရွှင်ရွှင်နဲ့အိပ်ပျော်သွားပြီးတော့နောက်နေ့မနက်နိုးလာတဲ့ခါမှာជីជីလွန်းလွန်းရွှင်ရွှင်ပြပြနဲ့နောက်ခန္ဓာကိုယ်မှာကြိုက်ခဲနေတာတွေဘာမှမရှိဘဲနဲ့ခေါင်းလည်းမကြိုက်ဘူးခေါင်းလည်းမမူးဘဲနဲ့ ကျွန်တော်နိုးထလာခဲ့ရတဲ့အချိန်ကဘယ်တုန်းကနောက်ဆုံးလဲဆိုတော့ကျွန်တော်မမှတ်မိတော့အဲ့ကျွန်တော်မပြောရှင်ခဲ့ရတာတော်တော်ကြာနေပြီအဲ့အကြောင်းကျွန်တော်သတိထားမိလာရပါတော့အဲ့တော့ခုနောက်ပိုင်းမှာဆိုရင်လေတတိထားကြည့်ရင်လူတော်များကပျော်ရွှင်မှုရှာဖွေနေကြတာလူတိုင်းကပျော်ရွှင်ခြင်းနဲ့ပျော်ရွှင်မှုကိုကိုနီးကိုဟန်တဲ့လူတိုင်းရှာဖွေနေကြတဲ့သူတွေကြီးပဲပစ္စည်းပစ္စည်းဝယ်ပြီးတော့ပျော်ရွှင်တယ်လို့ထင်တဲ့သူတွေကပစ္စည်းပစ္စည်းတွေဝယ်တယ်ကျွန်တော်တို့စေးတုံးမှပျော်ရွှင်ရမယ်လို့ထင်တဲ့သူတွေကမွေးစေးနီးလဲမျိုးစုံကျွန်တော်တို့တုံးတယ်အရက်တောက်မှပျော်ရွှင်ရတဲ့သူတွေ ထင်တဲ့သူကရက်တောက်တယ်ပေါ့အဲ့လိုပဲခီးသွားကြတဲ့မျိုးစုံပဲကျွန်တော်ပျော်ရွှင်မှုကိုနီးလမ်းမျိုးစုံနဲ့ရှာဖွေနေကြတယ်ဒါပေမဲ့ဘလို့ပဲလှုပ်လှုပ်ကျွန်တော်တို့မှာအရင်တုန်းကလောက်ပျော်ရွှင်ရတယ်ဆိုတာမရှိသလောက်ပဲကျွန်တော်ခီးသွားရဲဆိုရင်လဲလေလူကသာဒီစဉ်းစားတာကဩမြို့ပြရဲ့ဒီငုံးချက်မှုတဲ့ငုံးချက်တဲ့ဘဝတွေကနေငါတို့ထွက်လာရင်တော့ပျော်ရွှင်ရမယ်လို့ထင်နေမဲ့ခီးသွားနေရင်လည်းစိတ်ညစ်စရာတွေလိုက်လာတာပဲစဉ်းစားလိုက်တာခီးသွားရတာကဟိုခီးသွားနေရင်လည်းစိတ်ညစ်နေရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်အကုန်လုံးမှာစိတ်ညစ်စရာတွေအများကြီးနေတယ် စိတ်ပြည့်စုံမှုတွေအများနေတယ်။ညာဘက်အိတ်မပြောတဲ့ကိစ္စတွေအများနေတယ်။မနဲ့နိုးထလာတဲ့အခါမှာကြည်ကြည်လွန်လွန်ရှင်ရှင်ပြတ်ပြတ်မရှိဘဲနဲ့ကိုယ်လက်တွေနာပြီးခေါင်းတွေကိုက်ခေါင်းတွေမူးပြီးတော့ကျွန်တော်တို့ဟိုဖြတ်တန်းနေရတဲ့နေရာတွေညာနေတယ်။ကျွန်တော်တို့ကကျေနပ်လို့မဟုတ်ဘဲနဲ့အသက်ရှင်တန်ဖို့အတွက်ပဲကျွန်တော်တို့ဖြတ်တန်းနေရတဲ့နေရာတွေအများနေတယ်။အဲ့လိုမျိုးသာဆိုရင်ကျွန်တော်တို့ဘဝမှာရှင်တန်နေရတာအတိတ်ပဲမရှိဘူး။ ဘဝကိုကျွန်တော်တို့ရှင်သန်ရတာကစိတ်ညစ်စရာတွေစိတ်ပြည့်စည်မှုတွေနဲ့တစ်ချိန်လုံးပဲအများအထိတွေ့နေရပြီးတော့ပျော်ရွှင်မှုဆိုတာဘာဆိုပါမှန်းမသိရတဲ့အခြေအနေမျိုးမှာနေထိုင်ရတယ်ဆိုတာကကျွန်တော်တို့အတွက်စိတ်ကျဉ်နှက်စရာမကောင်းဘူးလူဖြစ်ရကြိုးလဲနဲ့တယ်လို့ကျွန်တော်မြင်စအဲ့အတွက်ကြောင့်မလို့ကျွန်တော်ပျော်ရွှင်ခြင်းကိုကျွန်တော်ရှာဖွေခြင်း ਨੇ ပျော်ရွှင်နေဆိုတာထက်ကိုယ့်ကိုကျဉ်နှက်တဲ့စိတ်ပေါ့လေကိုယ့်ကိုကျဉ်နှက်တဲ့စိတ်ကိုကျွန်တော်ရှာဖွေခြင်း ਨੇ ဘယ်အကြောင်းအရာတွေကငါတို့မပျော်ရွှင်စေတာလဲဘယ်လိုမျိုးနှီးလန်းနေရလောက်ရင်တော့ဖြစ်ငါတို့ပျော်ရွှင်ကြမလဲဆိုတာကိုကျွန်တော်သိခြင်း ਨੇ အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအစီအစဉ်လေးကိုပျော်ရွှင်ခြင်းရှာဖို့တော့လို့ကျွန်တော်နာမည်ပေးထားပါတယ်ဒီအစီအစဉ်ကိုတူတူပတ်မိုးပေးတာကတော့ Anovon C ပါအဲ့တော့ကျွန်တော်နဲ့အတူတူပျော်ရွှင်ခြင်းရှာဖို့တော့ခီးစဉ်ကိုကျွန်တော်ဆက်ကြည့်လိုက်အောင်ဒီနေ့အစီအစဉ်မှာတော့ကျွန်တော်တို့ကဘယ်အရာတွေကကျွန်တော်တို့ကိုမပျော်ရွှင်စေတာလဲဘာကြောင့်ကျွန်တော်တို့မပျော်ရွှင်ရတာလဲဆိုတာကိုဒီနေ့ပထမဆုံးကျွန်တော်ဆန်းစစ်ကြည့်လိုက်ကြရအောင် ုရှာဖွေတဲ့အခါမှာပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းအရာကနည်းနည်းတော့ထူးဆန်းတယ်တော်တော်များများလဲသဘောတူကြမှာတူလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ social media ပါဒီဟာကိုတော့တချို့တွေကလည်းလက်ခံကြမှာလက်ခံမယ်တချို့တွေကလည်းဟာမဖြစ်နိုင်ဘူး social media မှာကောင်းကျိုးတွေအများကြီးပဲလို့ကျွန်တော်ပြောချင်တယ်ပြောလိုက်ဒါကိုကျွန်တော်လက်ခံတယ် social media မှာကောင်းကျိုးတွေမှာအများရှိတယ်ကျွန်တော် social media ကိုတိကျချတုံးတက်ရင်ကောင်းကောင်းမွန်အသုံးပြုတက်ရင်ကျွန်တော်တို့အကောင်းကျိုးတွေအများကြီးပဲဒါပေမဲ့ social media ကကောင်းကျိုးတွေနဲ့အတူတူကျွန်တော်တို့ကို ိတ်ဖိစီးမှုတွေပါတယ်ဆောင်ပေးလာတယ်ဆိုတာတော့ကျွန်တော်သတိမပြုမိကြဘူးဆိုရှယ်မီဒီယာကဘာဖြစ်စိတ်ဖိစီးမှုတွေတယ်ဆောင်လာတာလဲကျွန်တော်အချက်နှစ်ချက်ကိုအဓိကပြောပြမယ်ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ပြန်ဆိုင်မှုအပြန်ဆိုင်ဖြစ်တဲ့လောကစဉ်းစားကြည့်ကျွန်တော်တို့ဆိုရှယ်မီဒီယာမရှိတဲ့အချိန်လေးခက်ခါအချိန်လေးကိုကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်ငယ်ငယ်တုန်းကအချိန်လေးကိုစဉ်းစားကြည့်ကျွန်တော်တို့မှာရှိရဝမ်းနေစရာတွေရှိမယ်ကျွန်တော်တို့ဒီမှာရှိရပျော်ရွှင်စရာတွေရှိမယ်ကျွန်တော်တို့မှာရှိမယ်ဟိုပေါ့ကြွားစရာတွေရှိမယ်ပေါ့ ကျွန်တော်အလုပ်အကြောင်းဖြစ်မယ်ကျွန်တော်တို့ရဲ့ဝင်ငွေအကြောင်းဖြစ်မယ်ကျွန်တော်တို့ရဲ့ပစ္စည်းပစ္စည်းတွေအကြောင်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဲ့တော့အပြိုင်ဆိုင်လောက်ကြရတယ်ပေါ့လူတွေရဲ့သဘောကတော့ပြိုင်ဆိုင်တက်ကြတာကြီးပဲလူတွေကပြိုင်ုံပြိုင်တက်တယ်နှိုင်းရှင်ကြတယ်တခြားလူနဲ့ကိုယ်နဲ့နှိုင်းရှင်ပြီးတော့အပြိုင်ဆိုင်နေကြီးပဲပြိုင်ဆိုင်တက်ကြတဲ့လူတွေကြီးပဲတစ်ချိန်လုံးမှာလူတွေကကိုယ်နဲ့တခြားလူတွေနဲ့နှိုင်းရှင်နေတက်ကြတယ်သတိထားကြည့်ကြလိုက်ကျွန်တော်တို့နဲ့ကျွန်တော်တို့တခြားလူတွေနဲ့အများနှိုင်းရှင်ဒါပေမဲ့ကျွန်တော်တို့ဆိုရှယ်မီဒီယာမရှိတဲ့အရင်ခေတ်တုန်းကကြတော့ကျွန်တော်တို့နှိုင်းရှင်စရာကမြင်များဆက်ဆံမရှိလား ကျွန်တော်မှာနှိုင်းရှင်စရာဆိုရင်ကျွန်တော်နီနာဝင်းကျင်ကတကယ်ချင်းပတ်ချာလဲဆရာဆန္ဒရောက်တော့ထပ်ပူပြီးမရှိကျွန်တော်အိမ်မှာနှိုင်းရှင်စရာတွေကျွန်တော်နီနာဝင်းကျင်မှာရှိတယ်အိမ်နီနာချင်းနေရှိမယ်ကျွန်တော်အမျိုးတွေပါရှိမယ်ဒါလောက်ပဲအဲ့တော့နှိုင်းရှင်စရာနဲတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဒါပေမဲ့ social media kit ကိုရောက်လာတဲ့အခါကျတော့နှိုင်းရှင်စရာတွေကအရန်အများကြီးဖြစ်သွားတယ်လူဆိုတဲ့သဘောကတော့သူများနဲ့နှိုင်းရှင်ကြည့်လို့ကိုကနိုင်နေရဆိုရင်ခံစားရတာမကောင်းအဲ့တော့အရင်တုန်းကတော့ကျွန်တော်တို့မှာကိုနဲ့နှိုင်းရှင်စရာနီနာပတ်ဝန်းကျင်မှာရှိတဲ့အတွက်ကြောင့်မလို့ ကိုကနိုင်နေရဲဆိုရင်တော့မှသူတို့ ਨੇ အရန်ကြီးအကွာချားကြီးမဟုတ်ဘူးစဉ်းစားကြည့်လိုက်လေကိုရဲ့အင်ကြီးနာချင်းနေကိုတငယ်ချင်းနေနဲ့ကိုနဲ့ကအများကြီးကွာချားမှုမရှိလားအဲ့နှိုင်းရှင်မိတယ်ဆိုရင်တော့မှအော်တိတ်မဆိုးလာပါဘူးဆိုပြီးကိုကိုကျင်းတ်တယ်ဟုတ်တယ်နော်ဒါပေမဲ့ social media ခင်မှာကြတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်မှနှိုင်းရှင်စရာကကဘာရဲ့ဟိုးဘက်ထိတ်ကကျွန်တော်နဲ့လုံးဝဆက်ဆက်မှုမရှိတဲ့သူနဲ့လည်းကျွန်တော်နှိုင်းရှင်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အကြောင်းတွေကိုကျွန်တော်မြင်နေရတာ哦 သူ့အကြောင်းတွေကျွန်တော်မြင်နေရတယ်ကျွန်တော်အကြောင်းတွေကိုလည်းကျွန်တော်အမြဲတင်မယ်အဲ့ခါကျတော့သူနဲ့ကျွန်တော်နဲ့ကျွန်တော်အမြဲနှိုင်းရှင်ကြည့်တယ်ကျွန်တော်နှိုင်းရှင်ကြတယ်ကျွန်တော်ဘေးပတ်ချလာတဲ့လူတွေမကတော့ဘူးကျွန်တော်နဲ့တစ်ခါမှမတွေ့ဘူးတဲ့သူတွေအပြင်မှာတစ်ခါမှမဆုံဘူးတဲ့သူတွေကျွန်တော်နဲ့တစ်ခါမှထိတွေ့ဆက်ဆံမှုမရှိခဲ့တဲ့သူတွေနဲ့တော့ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တစ်ချိန်လုံးနှိုင်းရှင်နေမိတယ်နှိုင်းရှင်မိတဲ့အခါကျတော့ကိုယ့်ထက်မြင့်တဲ့သူတွေလည်းပါမယ်ကိုယ့်ထက်နှိမ့်တဲ့သူတွေလည်းပါတော့ဟုတ်တယ်မလား ဲ့တော့နှိုင်းရှင်ခြင်းကကျွန်တော်မပြောမရှင်းဖြစ်သေးတယ်ဒါကတော့သိကြတယ်ပထမဆုံးအဲ့တော့ကိုယ့်ထက်မြင့်တဲ့သူတွေကိုမြင်တဲ့အချိန်တိုင်းမှာကျွန်တော်နေလို့မကောင်းတော့ဒါကပထမဆုံးတစ်ချက် social media အကြောင်းဖြစ်တယ်အဲ့တော့နှိုင်းရှင်ပြီးွားရင်ဒုတိယအချက်ကဘာဖြစ်တာလဲဆိုတော့မုဒိတာမထားနိုင်တာပဲပြောရင်တော့မင်းကရမ်းစိတ်ပုတ်လို့မုဒိတာမထားနိုင်တာလို့ပြောခြင်းပြောစရာကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကဂယုနာထားရတာလွယ်တယ်မုဒိတာထားရတာမလွယ်ဘူးကိုယ့်ထက်နှိမ့်တဲ့သူကိုတနာရတာကျွန်တော်တို့အတွက်အရန်လွယ်တကယ်လဲတနာတတ်ကြတယ် တနာဖို့ကောင်းလိုက်တာဆိုရခင်းနာထားကြတယ်။ဒါပေမဲ့ကိုယ့်ချက်မြင့်တဲ့သူသူချမ်းတာတာကိုဝမ်းသာပေးနိုင်တဲ့သူအောင်မြင်တာကိုဝမ်းသာပေးနိုင်တဲ့မုဒိတာကြတော့ခတ်တယ်။အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနှိုင်းရှင်နေနှိုင်းလဲနှိုင်းရှင်နေနှိုင်းရှင်ပြီးွားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့မုဒိတာမထားနိုင်ဘူး။ဒီအတွက်ကြောင့်မလို့ဆိုရှယ်မီဒီယာကကျွန်တော်တို့ကိုပထမဆုံးစိတ်ပြည့်စုံမှုတွေစပြီးတော့ဖြစ်လာစေတယ်။အဲ့ဒီအချက်နှစ်ချက်ကြောင့်ဆိုရှယ်မီဒီယာကိုအသုံးပြုတဲ့အခါမှာ ကျွန်တော်တို့စိတ်ဖိစီးမှုတွေဖြစ်စေပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဘဝကဘယ်တော့မှမရက်တဲ့ပြည့်စက်တစ်ခုနဲ့တူတယ်။ကျွန်တော်မျက်နှာထင်အောင်ရှိအောင်ပြပြမယ်။တချို့အိမ်တွေမှာကြောင်လေးတွေအတွက်ကစားဖို့အတွက်ဆိုပြီးတော့အဝိုင်းပုံစံလေးဟိုရဟတ်ပုံစံလေးပြည့်စက်လေးရှိတယ်။ကြောင်လေးကအဲ့ပုံမှာဝင်ပြေးရတယ်။အဲ့ကြောင်လေးကသူမပြေးရင်ပြည့်စက်ကလည်းမပြေးဘူး။ရက်တယ် ဒါပေမဲ့အဲ့ကြောင်လေးကပြေးလေပြေးလေအဲ့ပြေးဆက်ကပူပြီးလဲလာအဲ့ကြောင်လေးကအဲ့ပြေးဆက်ပေါ်မှာအရန်ပြေးနေတာနေရက်လိုက်တဲ့အချိန်မှာသူကဒလင်းခောက်ခွေပြုတ်ကြသွားတယ်ဒလင်းခောက်ခွေပြုတ်ကြသွားပြေးဆက်နဲ့အတူပါသွားလိုက်ကျွန်တော်တို့ဘဝကအဲ့လိုမျိုးပြေးဆက်နဲ့တူတယ်ကျွန်တော်စီမှာလိုချင်တဲ့အရာတွေရှိရယ်ကျွန်တော်စီမှာဖြစ်ချင်တဲ့အရာတွေရှိရယ်ဒါပေမဲ့အဲ့အကြောင်းအရာတွေကရက်တန်သွားလားဆိုတော့ဘယ်တော့မှမရက်တန် ကျွန်တော်စီမှာရှိရဲ့ login မှုရဲ့ login တဲ့ကိစ္စကဘယ်တော့မှမရက်လာကျွန်တော်ဥပမာတစ်ခုပြောပြမယ်ထပ်ပြီးတော့လုံခဲ့၄-၅နှစ်လောက်ကကို့အတွက်အရန်စိတ်ဖိစီးမှုဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြန်စဉ်းစားကြည့်လိုက်လုံခဲ့၅နှစ်လောက်ကကို့ကိုတော်တော်ကြီးမပြောမရှင်ဖြစ်စေခဲ့တဲ့အကြောင်းအရာဒီအကြောင်းအရာကိုကြောဖြတ်ပြီးဝိုင်းတော့ငါတော့ပြောရှင်မှာပဲလို့ထင်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်စဉ်းစားကြည့်လိုက်ဒီနေ့အချိန်မှာလုံခဲ့၅နှစ်ကကို့ကိုမပြောရှင်စေတဲ့အကြောင်းအရာကို့မှာရှိသေးလားဆိုတာပြန်စဉ်းစားကြည့်လိုက်တော်တော်များများမှမရှိတော့ဘူး လွန်ခဲ့9နှစ်ကကိုယ်ဒုက္ခဖြစ်စေတဲ့ကိုယ်စိတ်ဆင်းရဲစေခဲ့တဲ့အကြောင်းအရာအခုဒီနေ့ကျွန်တော်တို့ဆီမှာမရှိတော့ဒါပေမဲ့ပျော်လားမပျော်ဘူးလေကျွန်တော်တို့မှစိတ်ညစ်စရာအစ်စ်တွေထပ်ပြီးတော့ဖြစ်လာတယ်ကျွန်တော်တို့ဆီမှာရှိတဲ့လိုချင်မှုကအဆုံးမတက်ဘူးကျွန်တော်တို့ကပစ္စည်းတစ်ခုကိုရရင်နောက်ထပ်ပစ္စည်းတစ်ခုကိုလိုချင်တယ်နောက်ထပ်ပစ္စည်းတစ်ခုကိုရရင်နောက်ထပ်ပစ္စည်းတစ်ခုထပ်ပြီးတော့လိုချင်တယ်ဒီလိုနှိမ့်လန့်တဲ့ကျွန်တော်တို့ကကိစ္စပေါ်မှာမရက်မနာပြေးတော့တာပဲအဲ့အတွက်ကြောင့်ကျွန်တော်တို့မှနားရတဲ့အချိန်ဆိုတော့လုံးဝမရှိသလောက်ပဲကျွန်တော်အောင်မြင်လာတယ် ပို့ပြီးတိုးတက်လာတယ်အောင်မြင်လာတယ်တိုးတက်လာတဲ့နောက်မှာပို့ပြီးအောင်မြင်ချင်လာတယ်ပို့ပြီးတိုးတက်ချင်လာတယ်အဲ့အတွက်ကြောင့်မို့ထပ်ပြီးပြေးပြန်ထပ်ပြီးပြေးတယ်ထပ်ပြီးအောင်မြင်လာတယ်ထပ်ပြီးပြေးတယ်အဲ့ချိန်မှာပဲကျွန်တော်တို့ရဲ့ပြေးဆက်ကရက်လို့မရတော့လက်တွေ့ဘဝမှာလည်းအဲ့လိုပဲလက်တွေ့ဘဝမှာလည်းကျွန်တော်တို့ပြေးဆက်ပုံမှာကျွန်တော်ပြေးနေတာလည်းကျွန်တော်ရက်လို့မရကျွန်တော်တို့အောင်မြင်နေတယ်ကျွန်တော်တို့တိုးတက်နေဖွင့်မျိုးနေတယ်ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ဒီအကြောင်းအရာကိုကျွန်တော်ရက်လို့ရလားဆိုတော့ကျွန်တော်တို့ရက်လို့မရကျွန်တော်တို့ lunch break ပေါ်မှာလည်းအဲ့လိုအကြောင်းအရာတွေအများကြီးရှိတယ် ကျွန်တော်တို့ကပြည့်စက်ပုံမှာပြင်းနေရသလိုမျိုးပဲကိုယ်စိတ်ညစ်စေခဲ့တဲ့အရာတွေလက်ရှိချိန်မှာမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့မှာစိတ်ညစ်စရာအစ်စ်ဆန်းတွေကိုကျွန်တော်တို့အများရန်ရှာဖွေနေကြရတယ်ကျွန်တော်တို့စီမှာစိတ်ညစ်စရာအစ်စ်တွေအများရန်ရှာဖွေနေကျွန်တော်တို့ကလူတွေကလေစိတ်ညစ်ဖို့အတွက်အကြောင်းပြချက်ကိုရှာနေတဲ့ဘဝမျိုးဖြစ်လာတယ်ကျွန်တော်တို့ကအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာဘယ်တော့မှမရက်တဲ့ပြည့်စက်ပုံမှာကျွန်တော်တို့ပြင်းနေတယ်ကျွန်တော်တို့ရဲ့လိုချင်တက်မှတ်မှုတွေကျွန်တော်တို့ရဲ့လောဘပေါ့နော်ပြောရရင်တော့ဘာသာရေးရပြောရရင်တော့လောဘတွေကကျွန်တော်တို့ကအဆုံးသတ်နိုင်မှု ဲ့တော့ကျွန်တော်တို့ကမပျော်ရွှင်ရတော့ဘူးအဲ့ဒါအပြင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုလိုချင်တဲ့အရာတွေများလာတဲ့အပြင်ကိုကျွန်တော်တို့ကရှိတဲ့အရာတွေပေါ်မှာလဲကျွန်တော် appreciate မလုပ်နိုင်ကျွန်တော်တို့ဒီဟာအပေါ်မှာကျေနပ်တဲ့စိတ်ကိုမသွင်းနိုင်တော့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဟိုပေါ့ကိုယ်မပျော်ရွှင်တဲ့ဟိုကိုယ်စီမှာရှိတဲ့အကြောင်းအရာကိုလူတွေကဟိုကျေနပ်တဲ့စိတ်မဖြစ်ဘူးအဲ့ဒီစာခုနဟာနဲ့ဆက်ဆက်နေတာပါလဲဆိုတော့ကိုယ်မှာရှိတဲ့အကြောင်းအရာထက်ကိုယ်မှာရှိတဲ့အရာထက်ပိုတဲ့ အရာကောင်းတဲ့အရာကိုကျွန်တော်ပို့ပြီးတော့လိုချင်ကြတယ်တကယ်မှစဉ်းစားကြည့်ရင် အခုခဏလေးရပ်ပြီးတော့ကျွန်တော်တို့ရဲ့လက်ရှိဘဝကိုစဉ်းစားကြည့်လိုက်ကျွန်တော်စီမှာရှိတဲ့အရာတွေအများကြီးပဲကျွန်တော်စီမှာနေဖို့အမိုးရှိတယ်ကျွန်တော်စီမှာစားဖို့ရှိတယ်ကျွန်တော်စီမှာအဝတ်ထည်ရှိတယ်ကျွန်တော်စီမှာကျွန်တော်ချစ်တဲ့သူတွေရှိတယ်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာကျွန်တော်ချစ်တဲ့သူတွေရှိတယ်ကျွန်တော်စီမှာတကယ်ကိုကိုယ်ချစ်ခင်တဲ့လက်တွဲပေါ်တွေရှိတယ်စသဖြင့်ပေါ့ကျွန်တော်တို့မှာရှိတဲ့အကြောင်းအရာတွေအများကြီးပဲဒါမဲ့ မနေ့တိုင်းကျွန်တော်နိုးထလာတဲ့အချိန်မှာကျွန်တော်တို့အရင်တွေးမိတာကကျွန်တော်တို့စီမှာရှိတဲ့အကြောင်းအရာတွေကိုအရင်တွေးမိတာမဟုတ်ဘူးကျွန်တော်တို့စီမှာမရှိတဲ့အကြောင်းအရာတွေပဲကျွန်တော်တို့အငြင်းနဲ့အရင်တွေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဘယ်တော့မှမပျော်ရွှင်နိုင်တော့ကျွန်တော်တို့မနေ့နိုးထလာတဲ့အချိန်တိုင်းမှာအော်ငါတော့ဖြင့်ငယ်ကိုကန်ကောင်းတဲ့အချိန်မှာငါနိုးထလာရတာပဲလို့ကျွန်တော်ကိုယ့်ကိုယ်ဘယ်တော့မှမတွေးအဲ့ဒီစားငါဟိုကလောက်အောင်မယ်အဒီကလောက်အောင်မယ်ငါမှတော့ဒါမရှိဘူးငါမှတော့မရှိဘူးဆိုပြီးတော့ကျွန်တော်စိတ်ကအရင်တွေးတယ် ဲ့အတွက်ကြောင့်မလို့ကျွန်တော်မပြောရှင်ရအောင်အဲ့တော့ပြောရရင်တော့ဒီအချက်ကိုအဓိကချက်ရရင်တော့ကျွန်တော်တို့ကဘယ်တော့မှမရက်နိုင်တဲ့ပြည့်စက်ပုံမှာပြီးနေကြရတဲ့သူတွေအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘယ်တော့မှမပြောရှင်ရအောင်ဒီနေ့ကျွန်တော်ပြောချင်တဲ့နောက်ဆုံးအကြောင်းအရာကတော့ဘာလဲဆိုတော့ကိုကိုမသိခြင်းပဲစဉ်းစားကြည့်ရင်တော့ကျွန်တော်တို့ကကိုကိုသိရလို့ထင်တယ်။ဟုတ်ဆိုဒီအသက်ရွယ်ထိပဲရှိနေပြီ။ကျွန်တော်တို့ကြီးပြင်းလာခဲ့တာ တော်တော်အသက်ကြီးနေပြီဒါပေမဲ့ကျွန်တော်တို့ကိုကိုကိုသိလားဆိုတော့ကိုကိုမသိကိုကိုမသိရဲ့အကြောင်းအရာကိုကျွန်တော်ထပ်ပြီးချဲ့ပြအာဒီအရပြောလိုက်တဲ့ခါကျတော့ကိုကိုမသိဆိုဖြစ်နိုင်မှာမလားဆိုစဉ်းစားကြရဖြစ်တယ်မဟုတ်ဘူးကျွန်တော်တို့ကိုကိုမသိပထမဆုံးကျွန်တော်ပြောရမယ်ကျွန်တော်တို့အားလုံးမှာစိတ်မလုံခြုံမှုတွေရှိတယ်လူတိုင်းလူတိုင်းမှာစိတ်မလုံခြုံမှုရှိတယ်အရန်ချမ်းသာနေလို့စိတ်မလုံခြုံမှုမရှိဘူးမဟုတ်ဘူးနော်ရှိ ਉ ရှိတယ်အရန်ချမ်းသာတဲ့သူမှာပတ်စံမဟုတ်တဲ့တခြားကိစ္စနဲ့ပတ်သက်ပြီးအစိတ်မလုံခြုံမှုတွေရှိရဲ့။အရန်လှပပြီးချုံချောနေတဲ့သူတယောက်က ရုပ်ရင်နဲ့မဟုတ်တဲ့တခြားစိတ်မလုံးချမှုရှိတယ်။ပညာရမ်းတက်တဲ့သူမှလည်းပတ်စံမရှိလို့ရုပ်ရင်မလှလို့ဆိုရယ်စိတ်မလုံးချမှုတွေရှိနေရတယ်။ကျွန်တော်တို့လူတစ်ယောက်ချင်းတစ်ယောက်ချင်းဒီမှာမတူညီတဲ့စိတ်မလုံးချမှုတွေရှိတယ်။ insecurities တွေပေါ့နော်။ကျွန်တော်တို့ကအဲ့စိတ်မလုံးချမှုတွေကိုဖိဝါတယ်၊ထိမိတယ်လို့ထိခိုက်မိတယ်လို့ထင်တဲ့အချိန်တိုင်းမှာကျွန်တော်တို့စိတ်ညစ်တယ်။ကျွန်တော်တို့ခံစားရတယ်။ကျွန်တော်ပြင်းထန်တယ်။ပြင်းပြင်းထန်ထန်ပောက်ကွဲမိတယ်။ ပညာမတတ်တဲ့သူတယောက်ပေါ့နော်။ तू ကသူ့ကိုယ်သူပညာမတတ်တာနဲ့ပတ်သက်ပြီးတော့ तू ကစိတ်မလုံခြုံမှုဖြစ်နေတဲ့သူတယောက်ကပညာမတတ်တဲ့ပညာအကြောင်းကိုပြောတာနဲ့ကို तू ကစိတ်မလုံခြုံမှုอ่ะဖြစ်ပြီးတော့ तू မပျော်ရွှင်ရတော့လူတိုင်းလူတိုင်းမှာကျွန်တော်တို့စိတ်မလုံခြုံမှုတွေရှိတယ်။ကျွန်တော်တို့အားလုံးမှာစိတ်မလုံခြုံမှုတွေရှိတယ်။ဒီအကြောင်းအရာကိုသဘောပေါက်မှရမယ်။ကိုတယောက်တည်းမှာစိတ်မလုံခြုံမှုရှိနေတာမျိုးမဟုတ်ဘူး။ကျွန်တော်တယောက်တည်းမှာပဲ ကျွန်တော်ခန္ဓာကိုယ်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့ပညာရည်ချင်းနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးရာနဲ့ပတ်သက်လို့အားငယ်တဲ့စိတ်ရှိတာမဟုတ်ဘူးလူတိုင်းမှာဆိုင်ရဆိုင်ရကိစ္စနဲ့ပတ်သက်ပြီးတော့အားငယ်တဲ့ကိစ္စတွေရှိတယ်။အရန်အကုန်လုံးအဆဆုံးအစဉ်ပြေနေတဲ့သူတွေမှာတော့မှကိုအပြင်လူတွေအမြင်မှာအဆဆုံးအစဉ်ပြေနေတာပဲလို့ထင်နေရတဲ့သူတွေအောင်မှစိတ်မလုံခြုံမှုတွေရှိပါတယ်။အဲဒီစိတ်မလုံခြုံမှုတွေကိုစဉ်းစားကြည့်တဲ့ချိန်တိုင်းမှာကျွန်တော်တို့ကမပျော်ရွှင်ရတဲ့အကြောင်းအရာတွေဖြစ်လာတယ် ိတ်မလုံခြုံမှုနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့စိတ်မလုံခြုံတဲ့သူတယောက်ကသူကဘာကိုလှုပ်ဖို့ကြိုးစားနေတယ်လဲသူကအတီးပြုတ်ချက်ယူဖို့အတွက်ကြိုးစားရတာလေစိတ်မလုံခြုံတဲ့သူတယောက်ကသူ့ရဲ့ဒီအကြောင်းအရာကိုဖုံးဖို့အတွက်သူကတခြားအရာတစ်ခုခုနဲ့သူ့ကိုသူ compensate လုပ်ပါသူ့ကိုသူအစားထိုးပြီးတော့တခြားလူတယောက်ရဲ့အတီးပြုတ်ချက်ကိုရယူချင်စကြဘူးကျွန်တော်ကပတ်စံရမ်းမရှိဘူးအဆက်မရှိတဲ့အခါကျတော့အဆက်မရှိတဲ့အကြောင်းအရာနဲ့ပတ်သက်လာရင်ကျွန်တော်စိတ်မလုံးမချုံဖြစ်တတ်တယ်ကျွန်တော်အားငယ်တတ်တယ် အားငယ်တတ်တော့ကျွန်တော်ကမလုပ်ရလဲဆိုတော့ငါ့ကိုပတ်စံရှိတယ်လို့ထင်အောင်ဆိုပြီးတော့ကျွန်တော်ကအသုံးဆောင်ပစ္စည်းသေးကြီးမှသေးကြီးတိုင်းသုံးမယ်ကျွန်တော်ပို့ပြီးတော့သူများတွေတုံးပြမယ်ပို့ပြီးတော့ကြွားပြဒါပေမဲ့ဒါကကျွန်တော်ရဲ့အားသာချက်မှမဟုတ်တာတဖြည်းဖြည်းနဲ့အဲ့လိုလုပ်ရတဲ့အတွက်ကြောင့်မလို့ပဲကျွန်တော်ပို့ပြီးတော့ပင်ပန်းလာတယ်ဟုတ်တယ်နော်တကယ်တမ်းမှာကျွန်တော်တို့ပစ္စည်းအကောင့်ဓာတ်တွေကိုင်နေကျွန်တော်တို့ဟိုအင်ကြီးအကောင့်ဓာတ်လှလှတွေဝတ်တယ်ပစ္စည်းအကောင့်ဓာတ်တွေကိုင်နေပတ်စံရှိတဲ့နေရာတွေမှာဟိုအရင်စိတ်ကြည့်တဲ့နေရာတွေမှာတက်စားရတယ်ဆိုတာက ျွန်တော်တို့ဘဝကိုကျွန်တော်တို့ကတခြားလူတွေအတီးပြုတ်ချက်ရဖို့အတွက်ကျွန်တော်တို့ကစူးစမ်းနေရတာ။အော်ငါပတ်စံအကြောင်းဟိုအားငယ်တက်တယ်ဆိုရင်ပတ်စံပိုတုံးလိုက်ခြင်းအပြင်သူများကငါ့ကိုအတီးပြုတ်အောင်လုပ်တယ်။အဲသူကလေပတ်စံမရှိတဲ့သူတရားကဥမာဟိုပတ်စံတုံးလိုက်ရတာနဲ့သူကကောင်းရတာမျိုးမဟုတ်ဘူး။ตุ๊บสันต้งไล่တယ်ဆိုတော့တခြားတယောက်ယောက်ကနေအတိမတ်ပြုတ်လိုက်တော့မှအဲ့ဒါကိုသူကနေလို့ထိုင်လို့ကောင်းတာဥပမာကျွန်တော်တို့ခုပြောရမယ်လူတယောက်ကမင်္ဂလာဆောင်သွားတဲ့ခါမှာ ဈေးရန်ကြီးတဲ့88ကိုကင်ဝါရဲဆိုပါဘူးသူ့ရဲ့ပျော်ရွှင်မှုကဈေးရန်ကြီးတဲ့88ကိုကင်ဝါတာကြောင့်လာတာမဟုတ်သူကဘယ်ချိန်မှမှစပြီးပျော်ရွှင်လဲဆိုတော့အဲ့မင်္ဂလာဆောင်သွားတဲ့ဧည့်သည်တွေကနေပြီးတော့သူ့88ကိုမြင်ပြီးတော့ဟာအဲ့လေးကအရန်လှလိုက်တာဈေးရန်ကြီးမှာပဲဘယ်ကနေဝယ်တာလဲလှလိုက်တာလိုက်လိုက်တာဆိုတဲ့စကားသံတွေကိုကြားရတဲ့အချိန်ကြတော့မှသူကသူ့ကိုပျော်ရွှင်တယ်လို့ခံစားရတယ်အဲ့တော့စဉ်းစားကြည့်လိုက်ဒါကခုနပြေးဆက်သဘောမျိုးနဲ့ဆက်ဆက် ျွန်တော်တို့ကိုယ်မှာရှိတဲ့စိတ်မလုံခြုံမှုတွေကိုအငဲတန်းမှာအတီးပြုတ်ချက်ရဖို့အတွက်တစ်ချိန်လုံးစူးစမ်းနေရတယ်။မလှတဲ့သူကသူ့ကိုလှတယ်လို့ထင်အောင်အငဲနဲ့လုပ်နေရတယ်။ပတ်သက်မရှိတဲ့သူကသူ့ကိုပတ်သက်ရှိရလို့ထင်အောင်အငဲနဲ့လုပ်နေရ။ပညာမတတ်တဲ့သူကသူ့ကိုသူပညာတတ်တယ်လို့ထင်ရအောင်အငဲနဲ့လူထင်ကြီးမဲ့စကားတွေပြောပြီးစူးစမ်းနေရ။အဲ့လိုမျိုးတွေကိုလိုက်ပြီးတော့လုပ်နေရတာကိုကကျွန်တော်တို့အတွက်မပင်ပန်းလုံးလား။အဲ့မှာနေမဲ့ကျွန်တော်တို့ကတော်တော်ပင်ပန်းလာတယ်။အဲ့ခါကျတော့ပစ္စည်းကောင်းစားကိုတုံးနေပြီမဲ့လေပို့ပြီးတော့ပတ်သက်နေတုံးနေပြီမဲ့လေ နောက်ဆုံးမှာပျော်ရွှင်မှုကိုရလာဆိုတော့ပျော်ရွှင်မှုကတော့မရအောင်အဲ့ဒီစာကျွန်တော်တို့ကပူပြီးတော့ပင်ပန်းလာတယ်ပူပြီးစိတ်မလုံခြုံမှုတွေကပူပူပြီးတော့ဟိုလူပြောမပြည့်ဟိုပြတ်သွားတယ်ဆိုတာမရှိဘူးပူပြီးတော့ပူပြီးတော့ပဲချိန်နေပြီးစိုးလာဒီအတွက်ကြောင့်မလို့လဲကျွန်တော်တို့မပျော်ရွှင်ရအောင်အဲ့တော့မပျော်မရှင်ဖြစ်စေရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်အကြောင်းအရာ၃ခုပြောခဲ့ပါတယ်အဲ့ဒါကျွန်တော်ပြန်ပြီးနှစ်ချုပ်ပေးမယ် ထမဆုံးတစ်ခုကဆိုရှယ်မီဒီယာပါကျွန်တော်ကိုပြန်ပြီးတော့မဆဲခင်ပါเนาะမငင်းနေခင်ဆိုရှယ်မီဒီယာကို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 စိတ်ဖိစီးမှုဖြစ်စေတယ်ဆိုတာကိုစဉ်းစားကြည့်ကြည့်ပါပြန်ပြီးတော့ဆိုရှယ်မီဒီယာပါဒုတိယတစ်ခုကတော့ကျွန်တော်တို့ကဘယ်တော့မှမရက်နိုင်တဲ့ပြေးဆက်ပုံမှာပြေးနေရတဲ့သူတွေဖြစ်တယ်ဆိုတာကိုပြန်သတိရပါတတိယတစ်ခုကတော့ကျွန်တော်တို့ကိုကိုကိုမသိရင်မပြောမရှင်ဖြစ်စေတယ်ဆိုတာကိုပြန်သတိရဒီအကြောင်းအရာတွေ၃ခုကိုကျွန်တော်ပြောခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြဿနာတွေကိုတော့သိကျွန်တော်တို့ကိုမပြောမရှင်ဖြစ်စေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့သဘောပေါက်ပြီးနားလည် ဒါဆိုရင်ကျွန်တော်ဘယ်လိုဆက်လုပ်ကြမလဲဘယ်လိုမျိုးကိုဘဝကိုပြန်ပြီးထိန်းចောင်းကြမလဲကိုဘဝကိုကျေနပ်နေအောင်ကိုဘဝကိုပျော်ရွှင်လာအောင်ကျွန်တော်ဘယ်လိုနီးလန်းနဲ့ပြန်ပြီးတက်မှတ်ကြမလဲဒီအကြောင်းအရာတွေကိုတော့ရှင်းတလားပျော်ရွှင်ခြင်းရှာဖို့เนาะဒုတိယပိုင်းမှာကျွန်တော်ဆက်ပြီးပြောပါမယ်အဲ့တော့ကျွန်တော်နဲ့အတူတူပျော်ရွှင်ခြင်းရှာဖို့เนาะမှာအတူတူလိုက်ခဲ့ကြပါအောင်ဒီကိစ္စကချက်ချင်းเนาะရုပ်ရက်ချက်ချင်းเนาะဗောနောပြောလိုက်တာနဲ့ပြီးပြောက်သွားမယ်ကိစ္စမျိုးတော့မဟုတ်ဘူးချိန်ယူရတယ်အားထုတ်ရပါတယ် ဒါမဲ့ကျွန်တော်နဲ့အတူတူပျော်ရွှင်ရေးရှာဖို့တော့ခီးစင်လိုက်ကြည့်ပါတခုခုတော့ဟိုပေါ့ထူးခြားဝါးလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြီးပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်